လာပါဒီနေ့ကျွန်တော်တို့ဟာမြန်မာရိုးရာအစားအစာတွေထဲမှာ take the sick အစွမ်းထက်နေတဲ့တဘာဝရဲ့ဈေးဝါးနေတဲ့မျိုးအကြောင်းကိုဖော်ထုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့လေကွင်းတွေတောတောင်တွေမှာအလွဲတကူတွေးရတတ်တဲ့ပေါတီ white gooseberry ပဲဖြစ်ပါတယ်ဒီအသီးလေးကိုမြင်ဖို့ပါလေခလေးဘွားကဆိုရင်တငယ်ချင်းတွေနဲ့လူပြီးခူးစားကြရပါသေးရဲ့နော် ဒါဆိုသူ့ရဲ့ကျန်းမာရေးအစွမ်းတသက်တွေကင်ဆာလိုယောဂါကြီးတွေကိုတိုက်ဖြတ်နိုင်တဲ့ဓာတုပစ္စည်းတွေပါဝင်နေတယ်ဆိုတာကိုရောသင်သိပါရဲ့လားဒီဗီဒီယိုမှာဘောက်တီရဲ့အသေးစိတ်အချက်အလက်တွေကနေစပြီးသိပ္ပံနီးခြားသူ့ကေသနာပြုထားတဲ့အကျိုးကျေးဇူးတွေဈေးကွက်ထဲမှာဘယ်လိုရှာဖွေနိုင်မလဲဆိုတာတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ပြီးဒီလိုဘူးတုဒ္ဒရစီရအကြောင်းအရာတွေကိုလက်မလို့ရအောင် ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးပေါတီးဆိုတာပါလေပထမဆုံးအနေနဲ့မြမအခေါ်ပေါတီးရဲ့အသေးစိတ်ကိုလေ့လာကြည့်ကြရအောင်ပါသိပ္ပံအမည် physialist minimal လို့ခေါ်ပြီး solenacy မျိုးရင်းခေါ်ခရမ်းကျင်သည့်အာလူးတို့နဲ့မျိုးရင်းတူတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။နေရာတွေတော့အလိုက်အခေါ်ပေါ်အပြောင်းလဲတော့ရှိနေပါတယ်နော်။မြန်မာနိုင်ငံမှာတွေ့ရှိရပုံပေါတိဟာမြန်မာနိုင်ငံအနှံ့ဖျားအကျိုးသဖြင့်ဆိုဆွတ်တဲ့လေကွင်းတွေရဲ့အစွန်ဖျားတွေချန်စီယုံနာတွေမှာအလေးချပေါက်ရောက်တတ်တဲ့အပင်ငယ်လေးဖြစ်ပါတယ်။ထူးခြားချက်ပုံတရံကား သူ့ရဲ့အထူးခြားဆုံးအချက်ကတော့တီးတဲ့အတီးလုံးလေးကိုစက်ကူနဲ့လုထားသလိုပူပေါင်းလေးလိုဖောင်းကျွားတဲ့အစင်းရောင်အခွန်ပါခေလစ်ကလပစွာဖုံးအုပ်ထားလာပဲဖြစ်ပါတယ်။ဒီအခွန်အသွင်းမှာအစစ်အညာစွာပါဝင်တဲ့အဝါရောင်ချူကျင်ရတာရှိရဲ့အတီးလုံးလေးရှိနေတာပါ။ယူယူဆေးဖင်ရအရာပေါ့တီကိုမြမတိုင်းရင်းဆေးမှာစီယောဂါအသားဝါယောဂါနဲ့အဖျားယောဂါတွေအကဲအသုံးပြုခဲ့ကြတာ။ နှစ်ပေါင်းများစွာရှိနေပါပြီ။ဒါဟာသဘာဝရဲ့လက်ဆောင်တစ်ခုပါပဲ။ပေါတီကိုသူတေသနာပညာရှင်တွေကဘာချောက်ဒီလောက်စိတ်ဝင်စားနေကြတာလဲဆိုတော့သူ့မှာပါဝင်တဲ့အစွမ်းထဓာတု PC တွေကြောင့်ပဲဖြစ်ပါတယ်။တိကင်ဆာဆဲလ်ကိုတိုက်ဖျက်နိုင်တော့စွမ်းအားပေါတီမှာ Phizalins နဲ့ Withanolides လို့ခေါ်တဲ့ဇီဝဓာတု PC bioactive compounds တွေအများပြပါဝင်ပါတယ်။ ဒီဓာတ်တွေဟာစမ်းသပ်မှုတွေရာကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကိုတားဆီးပေးခြင်း anti proliferation တော့ဆဲလ်တည်စေခြင်းတို့မှာထိရောက်မှုရှိတယ်လို့သိပ္ပိုင်းကြီးကြအတည်ပြုလာကြပါတယ်။အထူးသဖြင့်အသေးကင်ဆာ၊ရှင်သားကင်ဆာနဲ့ဥမကြီးကင်ဆာတို့မှာအကျိုးပြုနိုင်တဲ့အလားအလာတွေရှိနေပါတယ်။နေ antioxidant antioxidant အစွမ်းထက်သူဘောက်တီးမှာဗီတာမင် C နဲ့အခြား phenolic တပ်ပေါင်းတွေမြင့်မားစွာပါဝင်ပါတယ်။ ီအရာတွေကခန္ဓာကိုယ်ထဲက cell တွေကိုဖျက်ဆီးတဲ့ free radicals တွေကိုဖယ်ရှားပေးပြီး cell ပျက်စီးမှုကိုကာကွယ်ပေးတဲ့အတွက် omin ရင်းရောင်မှုကိုနှီးကွေးစေပြီးနာတာရှည်ယောဂါတွေကိုကာကွယ်ပေးပါတယ်၃ရောင်ရမ်းမှုလျှော့ချပေးခြင်း anti inflammatory visalens တဟာခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှု inflammation ဖြစ်ပေါ်စေတဲ့ဓာတုပစ္စည်းတွေကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်ဒီအစွမ်းကြောင့်အစစ်အမြစ်ကိုက်ခဲတာ အပူလောင်တာနဲ့ အနာချက်သားတွေကိုအထောက်အကူပြုနိုင်ပါတယ်ဒီလိုအစွမ်းထက်တဲ့အသီးလေးအကြောင်းကိုသိပံပညာရှင်တွေဘလောက်ထိလေ့လာနေကြပြီလဲကြည့်လိုက်ရအောင်ပါ သူတေသနာပြုလုပ်ထားမှုမြမပေါက်သီးရဲ့မျိုးရင်းဒူတွေဖြစ်တဲ့ Physalis peruviana ကို Cape Gooseberry နဲ့ Physalis arkekangi Chinese lantern ရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေကိုနိုင်ငံတကာမှာအလေးထားသုတေသနပြုလုပ်နေကြပါတယ်။ယူလာနိုင်ငံတွင်းမှာလည်း ရိုးရာဆေးပညာအရအသုံးပြုမှုတွေကိုအခြေခံပြီး ပေါတီးရဲ့ဆေးဖတ်ဝင်မှုနဲ့ဇီဝဓာတ်ချူပစ္စည်းတွေကိုခွဲကျန်းစေဖျားတဲ့သူတေသနာစာတန်းတွေထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ဒါ့ပြင်ကြီးမားတဲ့လူသားတွေပေါ်ဆန်းသက်တဲ့ clinical trials အစနစ်တီရောအချိန်ယူအောင်ဦးမှာပါ။လက်ရှိမြန်မာဈေးကွက်မှာပေါတီးကိုလမ်းဘေးဈေးဆိုင်တွေနဲ့တိုင်းရင်းဈေးဆိုင်တွေမှာအဆို့ဒုဗဟုတ်၆ခန်းပြီး ဆေးဖက်ဝင်ပစ္စည်းအဖြစ်တွေ့ရနိုင်ပါတယ်။ခိမီထုတ်ကုန်အခြားနိုင်ငံတွေမှာတော့ဖောက်သီးနဲ့မျိုးရင်းတူအသီးတွေကိုအချောက်ခံအမှုန်ပြုတ်လုပ်ပြီးကျဲမာရေးအတွက်အားဖြည့်စာ supplement ကျဲမ်းနဲ့ဖြော်ရည်ပုံစံမျိုးစုံ ထုတ်လုပ်ရောင်းချနိုင်ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်လည်းဒီလိုခိမီထုတ်ကုန်တွေဟာအလားအလာကောင်းနေဖြစ်ပါတယ်။ ဘုံသီးနဲ့ပတ်သက်ပြီးတိချတဲ့အရေးကြီးဆုံးအချက်အလက်တွေကိုလည်းတင်ပြပေးပါရစေ။စားသုံးပုံမှာမဲ့နေတဲ့အသီးလေးကိုအခွန်ဖယ်ပြီးအစင်းလိုက်စားပုံနိုင်ပါတယ်။အချို့ကတော့အသီးရွက်တုပ်တွေနပီတွေတို့ဆရာတွေနဲ့တွေ့ဖက်ပြီးစားသုံးကြပါတယ်။တတိပြုရအချက်အရေးကြီးဆုံးကတော့ဘောက်သီးမမဲ့ပေတဲ့အသီးစိမ့်နဲ့အရွက်တွေမှာခရမ်းကျင်သီးမျိုးရင်းဝင်အပင်တွေလိုပဲဆိုလာနေလို့အစိတ်အတော့အနှဲငယ်ပါဝင်နိုင်ပါတယ်။ဒါကြောင့်အခွန်အဝါရောင်တန်းပြီး မှဲ့နေတဲ့အသီးကိုသာစားသုံးသင့်ပြီးတီချာမသိတဲ့အပင်အစိပ်ပိုင်းတွေကိုတော့ရှောင်ရှားသင့်ပါတယ်။ဒီနေ့ကျွန်တော်တို့ဟာတဘာဝရဲ့လက်ဆောင်ဖြစ်တဲ့မြမပေါ့တီအကြောင်းကိုဗဟုသုတတွေရရှိခဲ့ကြပါပြီ။သူ့ရဲ့ထူးခြားတဲ့ပုံတံအစွမ်းထက်တဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေနဲ့တိတ်ပန့်နေကြအတီးပြုတ်ချက်တွေဟာကျွန်တော်တို့ပတ်ဝန်းကျင်ကတဘာဝရဲ့ဆေးစွမ်းခေါင်းတွေကိုလစ်လျူမရှုတင်ကြောင်းတတိပေးနေပါဗါတယ်။တင်းပတ်ဝန်းကျင်မှာ ဒီဘောက်တီးကိုဘလို့ပုံစံမျိုးစားသုံးနေကြပါတလေကိုရဲ့အတွေ့အကြုံတွေကိုကောမန့်မှာမျှဝေကြရဖို့ဖိတ်ခေါ်ရင်ဒီလိုအကျိုးရှိစေမဲ့ဗီဒီယိုတွေကိုနောက်ထပ်ဗာအကြောင်းအရာတွေတင်ဆက်ပေးစီခြင်းလဲဆိုတာကိုလည်းပြောပြခဲ့ပါအောင်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေနောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ